ီးလို့ရှိရင်အဲ36ဦးမှာဘာပါလဲဆိုတော့တနက်ကလက်လုတ်ပြစ်စတိုးတို့ဒီမှာလက်လုတ်ပြစ်စတိုးဘလူးမမကင်တော့ဘူးဒီခင်းကြီးမှာเนาะပေါတကီးရီရှောက်ပြီးတော့မှတရင်မထုတ်နဲ့เนาะလက်လုတ်ပြစ်စတိုးမကင်တော့ရဲဘော်တော့ပြစ်စတိုးကိုင်းနေပြီเนาะဒီဘက်မှာကတော်လိုင်းတက်ဖွဲ့တွေမှာရဲဘော်တော့ပြစ်စတိုးကိုင်းနေပြီအလုံးမင်္ဂလာပါ မင်္ဂလာပါကြိတ်မင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အော်တိုဘာလ22ရက်နေ့ပေါ့နော်22ရက်နေ့ဒါဒီနေ့ကျွန်တော်နေ့စဉ်ထူးခြားသတင်းတွေရယ်ပြီးလို့ရှိရင်ဟာတာလေးတွေပေါ့နော်ဟာတာလေးတွေကဒီဂျက်ဒီအဲမှာနေမဲ့ကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲဆိုတော့ခေတ်စကားနဲ့ပြောရင်ဒစ်လယ်နေတာပေါ့နော်ဒစ်လယ်နေတဲ့အခြေအနေတွေလည်းတွားပြီးတော့မှတွေ့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါ KK ပတ်နဲ့ပတ်သက်ပြီးတော့မှထစ်ကောင်စီရဲ့ရုပ်ရှင်ရိုက်တဲ့ အကွက်တွေပေါ့နော်ရုပ်ရှင်ရတဲ့အကွက်တွေသူနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေရဲ့ဒါနိုင်ငံတကာပေါ်လိန်တာနော်ကျွန်တော်တို့မြန်မာပြည်ကိုလိန်တာမဟုတ်ဘူးနိုင်ငံတကာမြန်မာပြည်ကတော့ဒီကိစ္စကိုတီးပြီးသားနိုင်ငံတကာအာယုံဆိုင်လာတဲ့အချိန်မှာပထမတစ်ချိန်အာယုံဆိုင်ချင်းခံရတော့သူကဘာဖြစ်လဲဆိုတော့ဒီအားတွေကိုတရုတ်တွေကိုရောထိုင်းနိုင်ငံတွေတဆင့်ပြန်ပြီးတော့မှပို့တယ်ပေါ့နော်ပို့ပြီးတော့မှအခုနောက်တစ်ချိန်ထပ်ပြီးတော့မှ ဒါထပ်ပြီးတော့မှပေါ်လာပြန်ပြီပေါ့နော်ပေါ်လာပြန်တဲ့အခြေအနေမှာဒါတယောက်နဲ့တယောက်တို့လက်ဝါးချင်းရိုက်ပြီးတော့မှငါတို့ဒီကိစ္စတော့အဖမ်းပြမှရမယ်ဒါဒါတော့လုံးမှရမယ်ဆိုတော့အခြေအနေမျိုးနဲ့ဒါလက်ဝါးချင်းရိုက်ပြီးတော့မှလုတ်တဲ့အလုပ်လေးတွေလည်းဒါပြည်သူလူထုသိရှိပြီးသားပေါ့နော်အဲဒါပေမဲ့ထပ်ပြီးတော့မှရည်ရည်ထက်ကြုံနေရတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့မှပြောပြပေးမယ်ပေါ့နော်ဟုတ်အဲဒီတင်ထူကြသေးတယ်လုတ်ပါစေအဲဟိုပါပေါ့ကျွန်တော်တို့ဘကိုးတိုင်းရေတာရှည်မြို့နယ်ပေါ့နော်ရွာသိပ်ရွာမှာ အထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်သားတွေကိုကျွန်တော်တို့တော်လိုက်ရဲဘော်တွေကနေမှဝင်ရောက်စီးနှင်းပြီးတော့တိုက်ခိုက်တဲ့အချိန်မှာဒုဗိုလ်မှူးညင်ညီနိုင်ပေါ့နော်ဒုဗိုလ်မှူးညင်ညီနိုင်အပါဝင်15ဦးတည်ပြီးတော့ဒါနှစ်ဦးကတော့73ပန်းအဖြစ်ဖမ်းဆီးရမိတဲ့အပြင်လက်နက်ခဲယမ်းတွေတော်တော်များများတိတ်ဆဲရမိတယ်ပေါ့အဲ့ဒီမှာခုန73ပန်းနှစ်ယောက်တပ်ပုံကြည့်ပြီလားမသိဘူးเนาะကြည့်ပြီးပါရောဘာဘောင်းလေးနေလေကျွန်တော်တို့ post တခုတင်လိုက်သေးရဒီဟို စစ်တုံးပတ်နှစ်ယောက်ကတော့ပါဖောင်းဖောင်းလေးတွေနဲ့တော့ PDF ကတော့အာဘွားပေးထားတယ်ပါညာနဲ့ဆိုကျွန်တော်တင်လိုက်သေးရေပေါ့နော်တချို့ကွန်မန့်တွေကြည့်တော့လည်းဟုတ်တယ်တဲ့ဆရာကြီးတဲ့ညီကိုလာအောင်မရတယ်တဲ့မျက်နာတွေကဖောင်းနေတော့မိုးရီညီလို့တော့ထင်ရတယ်ပေါ့လေ အဲ့ဒါလေသူကတယောက်နဲ့တယောက်သူတို့နှစ်ယောက်ကသူရင်ဖန်းခံမယ်ငါရင်ဖန်းခံမယ်နဲ့ညင်းရနေပြီတယောက်နဲ့တယောက်ထိုးကြကြိတ်ချတာပါထိုးကြကြိတ်ချရင်းနေပါဒါဖမ်းမိတဲ့ပုံနေထဲမှာကျွန်တော်တို့အဲ့ပုံလေးတော့သဘောကျဆုံးပေါ့နော်အဲ့ပုံလေးတော့သဘောကျဆုံးပဲနောက်နောက်ထပ်အဲသဘောကျတစ်ခုရှိရကျွန်တော်ဟိုထိထဗျူဟာပေါ့နော်ထိထဗျူဟာဆိုလို့ရှိရင်ဗျူဟာမှုနဲ့အဲအတူတူကျွန်တော်တို့ဒါ slate တွေပါတောက်နေတဲ့ ဟိုဟာဗီဒီယိုဖိုင်တွေပါလိုင်းပေါ်တက်လာသေးတယ်ဗောနော်ပြူအောင်မှုနဲ့စကားပြောပြီးတော့မှစလိတ်တွေပါတောက်နေသေးတဲ့ဗီဒီယိုဖိုင်တက်လာရဲတက်လာပြီးွားတော့နောက်ဒါဗီဝမှုလို့ကပြန်ပြီးတော့မှဒေါ်လိုင်းတက်ဖွဲ့တွေပြန်ပြီးတော့ခုခံဟိုဒါအခြေတင်ဖြစ်တဲ့အချိန်မှာဒါမဖြစ်မနေပြခတ်ရှင်းလင်းလိုက်ရတယ်ဗောနော်ပြခတ်ရှင်းလင်းလိုက်ရတယ်ဆိုတော့ဟာလေးလည်းတခုလည်းကြိုက်တယ်ဗောနော်ကြိုက်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့တော့အခုဆိုလို့ရှိရင်ဒါထိုးထိုးတာကြိုက်တာ နဲ့ပတ်သက်ပြီးတော့မှလည်းဒါကျွန်တော်တို့ဟိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဟိုလူသေးလို့ပျော်ရတာကျွန်တော်တို့နိုင်ငံပဲရှိကျွန်တော်နိုင်ငံပဲရှိဟုတ်အရှင်းသားကြီးပေါ့နော်လူသေးလို့ပျော်ရကျွန်တော်နိုင်ငံပဲရှိဘယ်ဘက်ကတည်တည်ကျွန်တော်ဘက်ကဒေါ်လိုင်းတက်ဖွဲ့ဘက်ကတည်ရင်လည်းဘုံမကြီးရပျော်တယ်ဘုံမကြီးဘက်ကတည်လို့ရှိရင်လည်းကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့ကပျော်တယ်ဒါပေမဲ့ဘယ်ဘက်ကပဲတည်တည်ကျွန်တော်နိုင်ငံသားတွေဖြစ်တယ်နော်တစည်းတစ်လုံးနဲ့ကျွန်တော်တို့တွေက ဒါဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတွားရမယ်အချိန်မှာနော်မတမာလူတစုကဒီလိုမျိုးလှုပ်တဲ့အခါကျတော့တောင်းနေတယောက်အခုလိုပုံဆိုလို့ရှိရင်ဒါဘာပဲဖြစ်ဖြစ်လူတူတယောက်ကိုဒါထိုးကျိတ်ထားတဲ့ဓာတ်ပုံဓာတ်ပုံဖြစ်တယ်ဗောနော်ဓာတ်ပုံဓာတ်ပုံဖြစ်တယ်အဲ့ဒီပုံကကျွန်တော်တို့ဒါငါတို့နိုင်ငံသားပဲဆိုတော့စိတ်နဲ့ကျွန်တော်တို့ကစိတ်မကောင်းဖြစ်ရမယ်အစားကျွန်တော်တို့ကဟိုဝမ်းတာရတဲ့အခြေအနေမျိုးတော့တွားပြီးတော့ ုံနေရတယ်ပေါ့နော်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တခြားစဉ်းစားကြည့်တဲ့အခါကျဒါပြည်သူလူထုလည်းသိရှိမှာပဲပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့ဒါမကောင်းတဲ့စနစ်မကောင်းတဲ့အကျိုးဆက်တွေကြောင်းပေါ့နော်အဲ့တော့မင်းအောင်လည်းကိုထောက်ခံနေသူမှန်သမျှကတော့ကျွန်တော်တို့တွေကသွားတင်သွားထိုက်တဲ့လမ်းကိုပဲပို့ရမှာပဲအမြင်မှန်ရဖို့အချိန်ရှိသေးတယ်ဘာဖြစ်လို့လဲအခုဆိုလို့ရှိရင်ဒါပတ်စာရည်ဆိုရင်စစ်တပ်ထဲဝင်တာမကြသေးဘူးအခုဆိုပတ်ကျင်78တို့ဘာလို့ဆိုအခုမှဖွင့်ပါဗောနော်အခုမှဖွင့်တာဗောဖွင့်တဲ့အခါကျတော့ သူတို့စစ်တပ်ထဲမှာနှစ်နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်လို့ပြောတယ်ဒါပေမဲ့စစ်တပ်ကနှစ်နှစ်ပြည့်သွားလို့ရှိရင်ပတ်စင်1နှစ်နှစ်ပြည့်တဲ့အချိန်ကြလို့ရှိရင်ဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာတော့ကျွန်တော်တို့တွေမသိသေးဘူးဒါပေမဲ့2026 5လပိုင်းဆိုလို့ရှိရင်မေလဆိုလို့ရှိရင်ကျွန်တော်တို့ဒါပတ်စင်1ကစစ်မှုထမ်းတဲ့နှစ်နှစ်ပြည့်မှာပေါ့နော်အဲ့ဒီခါကျထွက်ခွင့်ပေးမှာလားဘယ်လိုလုပ်မှာလဲဆိုတော့အဲ့ဒီဂျားနှစ်နှစ်ကာလလေးမှာကျွန်တော်တို့ပြည်သူရင်ဝင်ကိုခိုးလုံလို့ ရသေးတယ်ဗောနော်မှီသေးတယ်အဲ့တော့အရန်ဟိုးအရင်ကတည်းကစစ်တပ်ထဲမှာ နေခဲ့ပြီးတော့မှဒီချိန်ထိဒါအယိုးဆွဲနေတဲ့ကောင်မျိုးတွေမဟုတ်သေးတဲ့အတွက်ဒါအယောင်အယောင်အရန်ကြီးဆိုးမထားသေးဘူးဗောနော်အယောင်အရန်ဆိုးမထားသေးဘူးအဲ့တော့အယောင်အရန်ဆိုးထားတဲ့လူတွေတောင်မှပဲရအောင်ပြောင်းလဲနိုင်ခဲ့တာပဲအယောင်မဆိုးရသေးတဲ့လူငယ်တွေအနေနဲ့လဲပြောင်းလဲစေခြင်းသေးတယ်ဗောနော်ဒီလိုမျိုးဒဏ်ရာကြီးဖုဖောင်းပြီးတော့မှမိတဲ့ပုံစံမျိုးကျွန်တော်တို့ကမြင်ရမယ်စားကျွန်တော်တို့ပြုံးပြုံးလေးနဲ့ တာဝန်ရှိတဲ့လူတော်လိုင်းတက်ဖွဲ့တာဝန်ရှိတဲ့လူစီကိုတနက်အပ်ပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့ရောက်လာပြီးတော့မှရဲဘော်ရင်နဲ့တသားတဲ့တော်လိုင်းရဲဘော်ရင်နဲ့တသားတဲ့နေခဲ့တဲ့နေတဲ့ပုံစံလေးတွေကိုပဲကျွန်တော်တို့ကအဲမြင်နေတာပေါ့နော်မြင်နေတာပေါ့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အမြဲတမ်းလေးကျွန်တော်တို့လည်းအမြဲတမ်းဖိတ်ခေါ်ပါလေလာကြပါလာကြပါစစ်မှုထမ်းမပါခင်ပဲလာလာစစ်မှုထမ်းပါသွားပြီးမှပဲလာလာပါသွားပြီးမှလာလို့ရှိရင်တော့အသက်အန္တရာယ်အရန်ဆိုးရင်ရတယ်အခုလိုမျိုး ဖြစ်လာတဲ့အခါကြလို့ရှိရင်ဒါတယောက်နဲ့တယောက်ကမကောင်းကြတော့ဘူးအဲ့တော့တယောက်နဲ့တယောက်မျက်နာမကြည့်ကျင်လောက်အောင်နေအမုန်းတရားတွေဖြစ်ပြီးကမှလာမယ့်အစားပေါ့နော်အဲ့ဒါအမုန်းတရားတွေမဖြစ်ခင်ကတည်းကတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကာလကတည်းကကြိုပြီးတော့မှလာစေချင်တယ်ဆိုတာလေးပြောချင်တာပေါ့နော်အဲ့တော့ဒါကတော့ဒူဘိုမူကြီးတွေရောဗာတွေရောဆိုတာဒူဘိုမူကြီးဆိုတာတော့ဟိုးအရင်ကတည်းကစစ်တပ်ထဲမှာရောက်နေတဲ့ကောင်ဖြစ်တဲ့အတွက်ဒီကောင်တွေကတော့ဒါသူတို့သွားမယ်လမ်းသွားတာပေါ့နော်ဒါပေမဲ့ ဖမ်းမိတဲ့လူတွေကကျွန်တော်တို့ပါစတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒါပါစတွေအတွက်လဲပါစတွေရဲ့မိဘတွေအတွက်လဲကျွန်တော်တို့တွေအနေနဲ့ဒါစိတ်မကောင်းဖြစ်ရတယ်ဗောနော်ဒါပေမဲ့ကိုသားသမီးကိုစစ်သားဖြစ်ခွင့်ရအောင်ခွင့်ပေးလိုက်တဲ့မိဘဖြစ်တဲ့အတွက်လဲဒါတော်တော်ဆိုးတယ်လို့ပြောရမှာဗောနော်ဆိုးတယ်လို့ပြောရမှာအဲ့တော့မတတ်နိုင်ဘူးဗောနော်အဲ့တော့စောစောစီးစီးလာစီခြင်းလဲဆိုတာလေးကိုကျွန်တော်တို့ဘက်ကအမြဲတမ်း ဖိတ်ခေါ်နေတယ်ဗောနော်အဲ့တော့ဒါရေဒါရှည်ဆိုတဲ့ဟာကဒါနေပြည်တော်နဲ့တိတ်မဝေးတဲ့မဝေးတဲ့နေရာမဝေးတဲ့နေရာဗောနော်အဲ့တော့ဒီနေရာမှာဒေါ်လာကြီးတက်ဖွဲ့တွေမရှိဘူးလားမင်းတို့နေပြည်တော်ကိုဝိုင်းတိုက်လို့မရဘူးလားဆိုတဲ့စကားကြီးလည်းအမြဲတမ်းကြားရပါတယ်ကြားရတော့ကျွန်တော်တို့ကနေပြည်တော်ကိုတိုက်နေပြည်တော်ကိုသွားမဲ့လမ်းကိုကျွန်တော်တို့ကအရင်ဆုံးရှင်းရမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းကျွန်တော်ဖျားပွဲလဲသလိုတနက်တွေထမ်းပြီးတော့မှနေပြီးတော့အကုန်လုံးမြန်မာနိုင်ငံမှာရှိသမျှတော်လိုင်းတက်ဖွဲ့တွေအကုန်လုံးနေပြီးတော့ဝုန်းတို့ခြိတက်သွားလို့မှ မရတာဘူးเนาะမရတာဘူးအဲ့တော့လမ်းမှာရှိသမျှအမိုက်တွေကိုကျွန်တော်တို့ကရှင်း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 ပြီးတော့မှရှေ့တိုးပြီးတော့ဟွာဖြစ်ရမှာပေါ့အဲ့တော့ကိုကအမိုက်ဖြစ်ခံမလားအမိုက်ဆိုရင်တော့ကျွန်တော်တို့ကရှင်းရမှာအဲ့တော့ကိုကအမိုက်မဖြစ်အောင်လို့လမ်းပိတ်ဖယ်ပေးမှာလားလမ်းလက်ကောင်ကြီးမှာတည်ပြီးတော့မှအမိုက်ဖြစ်ခံနေမှာလားခံနေမှာဆိုရင်တော့ကျွန်တော်တို့ကတော့တော်တော်မယ်လမ်းကိုတော့ပို့ပေးရမှာပဲဆိုတော့ပြောချင်တာဗောနော်ဟုတ်ဟုတ်တန်တော့တစ်ခုကလည်းကျွန်တော်တို့အာရခတ်တက်တော့အေအေကတိမ့်ပိုက်ထားတဲ့ဘကိုးတိုင်းဘရောင်းမြို့နေတဲ့က 666ပိုင်ကုန်းဒါစစ်တပ်ဘက်ကနေဒီမှာကျွန်တော်တို့ဒီအော်တိုဘလာ20ရက်နေ့ကနေဒီမှာပြန်ပြီးတော့ထိုးစစ်ဆင်လာတာပေါ့နော်အဲ့ဒီထိုးစစ်ဆင်တဲ့အချိန်လေးကလည်းစစ်တပ်ဘက်ကအချိန်လေးမလှဘူးလို့တိထားရတယ်ပေါ့အဲ့လိုထိုးစစ်ဆင်တဲ့အချိန်မှာပဲခုနကပါစတော်တော်များများပါပေါ့နော်အခုလက်ရှိတေနေ တဲ့အဖွဲ့တွေတော်တော်များများကလည်းပါစတွေညားတယ်ဆိုတာကိုလည်းသွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ကစစ်ကောင်စီကတော့ကျွန်တော်တို့တိုင်းထားတဲ့နေရာကိုပြတ်တိုင်းမယ်ဆိုတော့ဒါတဘာဝပဲဒါကတော့လုံးဝမြေကြီးလက်ခတ်မလွဲပဲပေါ့နော်တိုင်းထားပြီဆိုရင်တော့ကျွန်တော်တို့ပိုင်တန်အောင်ထိန်းတော့အဲ့တော့ကျွန်တော်တို့တွေအများအားပြောရတယ်အရခတ်တော့ AE ကိုဘာကြောင့်သဘောကျလဲဆိုတော့တိုင်းထားတဲ့နေရာတစ်ခုမှပြန်မပေးရသေးဘူးဒီနေ့ဒီချိန်ထိဟုတ်နော်ညောင်ချိုး ်အာလေးချောင်းဘောင်းအကုန်လုံးနော်ညောင်ကျိုးစုကတန်မထွက်တော့ဘူးအာခါတော့အေးကညောင်ကျိုးကနေတခါရှေ့ကိုထပ်တိုးပြီးတော့မှ63လုံးကိုထပ်သိမ်းလိုက်တယ် point 63လုံးကိုထပ်သိမ်းလိုက်တော့အဲ့63လုံးနေရာကိုလည်းအခုပြန်တက်လို့မရပြန်ဟိုမှာဟိုဘက်ဘဲဘက်ကပဲကြည်ကြည်အာခါတော့အေးလုံးသွဲမြအလုတ်ကနော်ဘလူးစင်းနီးဗျူဟာကိုရအောင်တိဆောက်ထားလဲနော်ရဲဘော်တွေကိုဘလိုမျိုးစိတ်ဓာတ်တွေနဲ့ဘလိုမျိုးလေ့ကျင့် တင် जा မှုတွေနဲ့နော်လုံးဝလှုပ်ထားလဲဆိုတဲ့ဟာကနော်ပြီးတော့သူစီမာကတခုကောင်းတာကအဲကျွန်တော်တို့ဒါတခြားနေရာတွေနဲ့လုံးဝမတူတဲ့အချက်တစ်ချက်ကရန်သူဝမိမိရဲ့နှမျိုးပဲရှိတယ်။အဲ့တော့အဖွဲစီလက်နဲ့ကင်တာအားရခိုင်ပြည်ထဲမှာလက်နဲ့ကင်တာအာရကတော့အေရဲ့ချက်ကောင်စီဘက်တော်သားရဲ့ဒါပဲရှိတယ်။အာရကတော့အေမဟုတ်ရင်ပြစ်ခတ်ရှင်လေးပဲ မပတ်နိုင်ဘူးဟုတ်တယ်မလားဒီဟာကရန်ငါပြက်တဲ့နေရာဆိုတဲ့အခါကျတော့အရန်အလုတ်လုတ်လို့ကောင်းတယ်လို့ဒါအေရဲ့ချင်းနီးပြူဟာတွေကလည်းအရန်ကို လေးစားအားကျရတဲ့အခြေအနေမျိုးထီဒါရှိတယ်လို့ပြောနေတာပေါ့နော်အဲ့တော့တိမ်မိသားနေရာတွေတခုမှပြန်မပေးရတော့0.63လုံးကိုအခုချက်ကောင်စီကပြန်ထိုးနေတယ်ဒါပေမဲ့အရခတ်တော့အေက AC ရအောင် ူများနဲ့မတူဘဲနဲ့ဗောနော်တခြားနေရာနဲ့မတူဘဲနဲ့ရအောင်ကာကွယ်ထားနိုင်တဲ့ဟာလေးကကျွန်တော်တို့ဒါတကယ်ကိုလေးစားစရာချင်းနီးပြူဟာလို့တော့ပြောလို့ရတယ်ဗောနော်ဟုတ်ဟုတ်ဒါခုနဟိုပြေရအတိမိတ်ဆွေတွေရောဗောနော်နောက်တစ်ခုကကျွန်တော်တို့မြေပြင်ကရဲဘော်တွေရောပကိုးတိုင်းအတွင်းတိုင်းကသတင်းကောင်းတွေရှိသလိုနောက်ထပ်ကျွန်တော်မကွေးတိုင်းတော့အမ်ဘရန်လန်မှာလည်းဒါသတင်းကောင်းတွေအတွဲလိုက်လာမယ်ဗောအဲ့လိုမျိုးလို့လည်း ဆရာကြီးဟိုဝန်ဆက်ဝန်တာဆရာတရင်လေးထက်လာလိမ့်မယ်ဆိုတော့ပြောထားသေးရေပေါ့နော်ဟာအဲနောက်တစ်ခုတော့ဟိုဘုံမှုကဒါစစ်တပ်ဘက်ကဝါရဖြန့်တာပေါ့နော်ဝါရဖြန့်တာခုနကျွန်တော်တို့ဥပဒေပေါ်အောင်တွင်းကိုထပ်မံပြီးတော့ PDF 36ဦးအလင်းဝင်လာတယ်ဆိုပြီးတော့ဒါရေးသားဖော်ပြထားတာတွေ့တယ်အဲ့ဒီကတော့ကျွန်တော်တို့ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့နောက်စကိုင်းတိုင်းဝန်ကြီးချုပ်တို့ကနေမှဟိုခုနလိုမိဘတွေထံကို ပြန်ပြီးတော့အနံနေဆိုတဲ့သတင်းမျိုးပေါ့နော်အဲ့ဒါမျိုးကိုစစ်တပ်ဘက်ကနေပြီးတော့ဝါရဖြန့်ထားတာမျိုးတွားတွေ့ရတာပေါ့ဟုတ်ဝါရဖြန့်ထားတဲ့ပတ်သက်ပြီးတော့ဒါအဲ့ဒီဂျားထဲမှာပဲပေါ့နော်အဲ့အဲ့ဒီရပိုင်းမှာပဲကျွန်တော်တို့ဒါဘိတ်ဘိတ်ကနော်မြိတ်ကကျွန်တော်တို့ခလာရတရားနဲ့၃ကကျွန်တော်တို့ဒါရဲဘော်တယောက်ကလည်းတော်လိုင်းတက်ဖွဲ့ထံကိုတနတ်နဲ့အတူတူအလင်းဝင်တယ် နောက်တစ်ခါကျွန်တော်တို့ဒါကြောင်းမဲဘက်မှာနောင်ချိုကြောင်းမဲဘက်မှာတခါတရားပြင်နေတဲ့ကျွန်တော်ဂေါဒိတ်တရားကြီးပြင်နေတဲ့ဆေးချောင်းကခါလိုက်ရ2 4 3ကရဲဘော်တယောက်ကလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့စီကိုဝင်တယ်အဲ့တော့ကျွန်တော်ဘက်ကတော်လိုင်းတက်ဖွဲ့ဒေစီကိုချစ်ကောင်စီတက်သားတွေဒါဘက်ပြောင်းခိုးလို့မီပြည်သူရင်ဝင်ခိုးလို့မီဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့တွေကအမြဲတမ်းတက်နေတကွာဓာတ်ပုံနဲ့တကွာမျက်နာပြပြီးတော့မှကျွန်တော်တို့ထုတ်ပြန်တယ် မျက်နာဝါးထားတာကကျွန်တော်တို့အခုနောက်ပိုင်းပြည်သူစစ်မှုထမ်းတွေတချို့ကျွန်တော်မိဘနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီရဲ့လောင်းရိပ်အောက်မှာပေါ်ပေါ်တင်းတင်းရှိနေပါသေးတယ်ကျွန်တော်ဒီဘက်ရောက်လာလို့တီးလို့ရှိရင်တော့ကျွန်တော်မိဘတွေကိုပြဿနာရှာနိုင်တယ်ဆိုတော့သူတို့စစ်ကောင်စီရဲ့စောက်ကျင့်ကိုမယုံလို့တာလည်းကျွန်တော်တို့တချို့ပုံတွေကမျက်နှာကိုကွယ်ထားပေးရတာပေါ့နော်အဲ့တော့ဒီနှစ်ယောက်ဆိုလို့ရှိရင်ပေါ်ပေါ်တင်းတင်းကျွန်တော်တို့မျက်နှာပြပြီးတော့မှ ထုတ်ပြန်ထားတယ်ဒါကျွန်တော်တို့ဘက်ကထုတ်ပြန်တာနှစ်ဦးထုတ်ပြန်တယ် စစ်ကောင်စီဘက်က36ဦးထုတ်ပြန်တာဘယ်လိုလုပ်လဲတော့ခမ်းမာထဲမှာရိုက်ထားတဲ့ခမ်းမာထဲမှာထိုင်နေတဲ့ဓာတ်ပုံနောက်ခိုင်းပြီးတော့ရိုက်တယ်အကုန်လုံးနောက်စီတွေပဲပါတယ်မျက်နှာတရားမှမပါဘူးအဲ့တစ်ချက်ပေါ့နော်စစ်ကောင်စီရဲ့တရင်တုကိုကျွန်တော်တို့ဒါတော်လိုင်းဘက်ကိုလာပြီးရိုက်ခတ်မှာဆိုလို့ကျွန်တော်တို့ကပြန်ပြီးရှင်းပြတာပေါ့နော်နောက်ခိုင်းထားတဲ့ပုံပဲပါတယ်ပြီးနောက်တစ်ခုကစင်ပေါ်မှာတယောက်ချင်းကိုသူတို့ဒါဂုံပြူလက်ဆောင်တို့ပါလို့စူချီးမြင့်ငွေတို့ပါလို့ပေးတဲ့ချိန်မှာမလုပ်ထားလေတော့မျက်နှာတယောက်ချင်းကိုဝါထားတယ် တယောက်ချင်းဝါထားတယ်တစ်ချက်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီ36ဦးမှာဘာပါလဲဆိုတော့တနက်ကလက်လုတ်ပြစ်စတိုးတို့ဒီမှာလက်လုတ်ပြစ်စတိုးဘလူးမမကင်တော့ဘူးဒီခေချင်းမှာနော်ပေါ်တက်ကြီးရီရှောက်ပြီးတော့မှတရင်မထုတ်နဲ့နော်လက်လုတ်ပြစ်စတိုးမကင်တော့ရဲဘော်တော့ပြစ်စတိုးကိုင်းနေပြီနော်ဒီဘက်မှာကတော်လိုင်းတက်ဖွဲ့ဒီမှာရဲဘော်တော့ပြစ်စတိုးကိုင်းနေပြီနော်အဲ့တော့ဘယ်ရရပြစ်စတိုးလဲစစ်ကောင်စီကရတဲ့ ပစ္စိုးနော်စစ်ကောင်စီကတိုက်ပွဲတစ်ပွဲတိုက်လိုက်လို့ပစ္စိုးနှစ်လက်ရပြီသုံးလက်ရပြီဆိုတော့ねသူတို့တွေသွားပြီးကောက်တဲ့အချိန်မှာပစ္စိုးကောက်လာတဲ့ရဲဘော်ကတခါတည်းဒါဟိုဟာဟိုသူတာဝန်ရှိရဲ့ဟောအဲ့ဒါအဲ့ဒါခါကျတာဝန်ရှိတဲ့လူကပထမဆုံးကျွန်တော်တက်ခွဲမှုတွေတက်ခွဲမှုတွေကိုဤပေးတယ်ပေးပြီးတော့တက်ခွဲမှုတွေပြစ်လို့ပြေးသွားပြီဆိုတက်ဆုမှုတွေကိုပေးတယ်တက်ဆုမှုတွေပြေးသွားပြီဆိုလို့ရှိရင်ဒါအောက်ကအဲဒါတက်စိတ်မှုတို့ပါလို့အဲ့လိုပေးနေတယ်နောက်ဆုံးဒါတချို့ရဲဘော်တွေဆိုလို့ရှိရင်ဒါပြစ်တော့ ကင်နိုင်တဲ့အနေအထားမျိုးတွေရောက်နေပြီပေါ့နော်အဲ့တော့တို့ထုတ်ပြန်ထားတဲ့အထဲထဲမှာလက်လုတ်ပစ္စတိုတို့ပါတော့11 media group မှာရေးထားတာပေါ့နော်လက်လုတ်ပစ္စတိုလက်လက်တို့ပါတော့ကိုလုံးကြီး6000တို့ပါတရားကိုလုံးကြီးကဘယ်နေရာမှာသွားတော့ပြီးတော့မှဝဲဝဲရတယ်ကိုလုံးကြီးဆိုတာလဲကျွန်တော်တို့ဘက်ကကိုလုံးကြီးနဲ့စစ်တိုက်တဲ့ရဲပေါ်လဲမရှိတော့ဘူးเนาะတော်တော်ရှားသွားပြီကိုလုံးကြီးကဘယ်နေရာမှာတုံးလဲဆိုတော့ကျွန်တော်တို့ကျန်တဲ့ လျှို့လူစုလူဝေးကိုဒါပြစ်ခတ်တာတို့ပါတို့ကျန်တဲ့အန်နီယယ်တွေပေါ့နော်ကျန်တဲ့အန်နီယယ်တွေပြစ်ခတ်တဲ့နေရာမျိုးမှာပဲတုံးဆွဲထွက်တာဒါနဲ့ပတ်သက်ပြီးတော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ဘက်ကပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်တို့ဘက်ကကြားဆုံးပြီဆိုလို့ရှိရင် profile အမဲချင်းပြီးတော့မှဟာဓာတ်ပုံလေးတွဲရိုက်ထားတဲ့ဓာတ်ပုံလေးတွေပေါ့တယောက်တည်းပုံတို့တင်ပြီးတော့မှတကယ်ချင်းဟာမင်းကွာငါဟိုနေ့ကတော့ဘယ်လိုမျိုးစကားပြောလိုက်သေးတယ်ငါနဲ့မက်ဆေ့ချာမှာဘယ်လိုစကားပြောဖြစ်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်ဝမ်းနေသွားနဲ့ထုတ်ပြန်ကြတယ် ပြီးလို့ရှိရင်တက်ကနေပြေးသွားတယ်ပြေးသွားတာ ਨੇ ကျွန်တော်တို့အဲ့ဒီကောင်ရဲ့ဓာတ်ပုံအဲ့ဒီရဲဘော်ရဲမေရဲ့ဓာတ်ပုံနဲ့တကွာသူတို့ကတော့ငွေတွေကိုဘလို့ဘလို့လိန်လဲပြီးတော့မှဘလို့ပြေးပါတယ်ဒါမျိုးထုတ်ပြန်ပြီးရင်စစ်ကောင်စီစီကိုဖမ်းမိသွားရဆိုလို့ရှိရင်လေဒီရဲဘော်ကတော့စစ်ကောင်စီဟိုမြို့ထဲမှာယူကြည်သွားလို့ရနေဖမ်းမိပါတယ်အဲ့ဒီတော့သူနဲ့တက်ဆိုင်နဲ့ဆက်သွယ်မှုလုပ်ထားတဲ့အကောင့်နေပါတယ် သူနဲ့မဆက်သွယ်ပါနဲ့တော့ဒီဖုန်းကစစ်ခွေးလက်ထက်ကိုရောက်သွားပြီပါညာဆိုပြီးထုတ်ပြန်တယ်ပြီးလို့ရှိရင်ဒါချစ်ကောင်စီလက်ထက်ချစ်ကောင်စီစီကိုအလင်းဝင်သွားတယ်အမောင်ဝင်သွားတယ်ပဲဖြစ်ဖြစ်အလင်းဝင်သွားတယ်ဖြစ်ဖြစ်သူတို့ကြိုက်တယ်လို့ပြောပါဗျာဒီလိုမျိုးဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်လေဒီဘက်ကထုတ်ပြန်တယ်အဲ့တော့အဲ့ဒီ36ခုကရန်ကုန်နဲ့ကျွန်တော်ဒါဟိုဟာကသခိုင်းဘက်က PDF တွေလို့လည်းပြောတယ်နာမည်လေးတရားမှမပါဘူး 36ရောက်မှတနက်ကဘယ်နဲ့လဲလဲနှစ်လက်လာပဲပါတယ်လက်လုံးပြေရှုံနဲ့ now m22 လမ်းမသိဘူးကျွန်တော်ဖတ်လိုက်တဲ့ဒီမှာအဲ့ဒါပဲပါကိုလုံးကြီး6000လို့ပါလို့လူ36ရောက်ကအဲ့လောက်ပဲ ရှိတာလားရှူချက်တစ်ထုပ်ကိုသုံးရောစားရလို့ပြောရင်ဘုံမကြီးကယုံတယ်အဒါမျိုးတွေပေါ့နော်ကျွန်တော်တို့အဲ့တော့ဒီဟာကလုံးဝတရင်တုတရင်မှားပါဆိုတဲ့အချက်တွေကိုဒါကျွန်တော်တို့ပြောပြချင်တာပေါ့နော်ကျွန်တော်တို့ဘက်ကိုဝင်တဲ့နှစ်ယောက်ကတော့အတီလင်းတက်တဲ့တကွာယုံတဲ့တကွာတနတ်ဘာတနတ်မျိုးစားဆိုပြီးတော့တနတ်ကိုရှေ့မှာချဓာတ်ပုံရိုက်ပြီးတော့မှထုတ်ပြန်တာသူတို့မှဟိုစတေကောလန်နဲ့ ပစိုးနဲ့တရားတခြားဟိုဖြစ်ဒီတရင်ထုတ်ဖို့တော့ state column မို့ကုန်သေးတယ်တရားတို့ကဒီလိုမျိုးဖြစ်နေတဲ့ဟာပေါ့နော်အဲ့တော့ဘယ်ရက်ွက်ဘယ်ဟာကမင်းတို့မိဘတွေဒီစီတီဘယ်ကောင်းမှလိုက်ပြီးတော့မှပြဿနာမရှာဘူးနော်တရင်ထုတ်ပြန်နေတယ်ဆိုလို့ရှိရင်စစ်ကောင်စီဘက်ကိုဘယ်ရက်ွက်ဘယ်မှာနေတဲ့ဘသူရဲ့တာသမီကတော့ကျွန်တော်ဘက်ကိုပြန်ပြီးခေါ်မိဘကိုသွားပြီးတော့ပြဿနာရှာเสียရငါတို့မှာအကြောင်းမရှိဘူးအဲ့လောက်ထိယုံမာတဲ့လူတွေမဟုတ်ဘူးဆိုတဲ့ဟာလေးပြောနေတာပေါ့နော်ဒီလိုမျိုးထုတ်ပြန်လို့ရတယ်လို့နော်ဟုတ်ကဲ့အချိန်မှာဘုံဦးထောက်ပြသွားတယ် ရန်ကောင်းနေပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းရဲဘော်တွေကလည်းခိုင်တဲ့လက်နက်တွေကိုကြည့်လိုက်မယ်ဆိုရင် AK47 နဲ့ M16 16ခိုင်တာပေါ့နော်ဒါကခုနဟို MA1 တို့2တို့ကဒါဟိုစစ်ကောင်စီကြီးရရတဲ့ဟာမရှိသုံးစင်းတော့ပဲသုံးနေတာဆိုတော့တိတာထင်ကြရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါဘုံဘူးကဟိုကရင်ပြည်နယ်မြဝတီမြို့နီနာခုနက KK ပတ်ပေါ့နော်အဲ့ဒီဥစ္စာကိုစစ်ကောင်စီကဝေရောက်စီးနေမယ်ဆိုတော့ တဲ့ရင်ကိုကြားတဲ့အချိန်မှာပဲခုနတရုတ်လူမျိုးနဲ့ထိုင်းလူမျိုးအယောက်300ကျော်ကနေမှဒါထွက်ပြေးနေတဲ့ဥစ္စာပေါ့နော်ဒါလည်းဘုံ Facebook မှာတင်ထားတာတွေ့တယ်ပေါ့နော်တရုတ်တွေဟိုကားကားတောင်မှဟိုကောင်းကောင်းကန်းကန်းမဟုတ်ဘူးလမ်းကြောက်တင်တဲ့ကားနဲ့တိပါတိပါနဲ့ထွက်ပြေးနေတဲ့ပုံတွေသွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေဒါရုပ်ရှင်ရိုက်လို့ကမပြီးသေးဘူးပေါ့နော်မပြီးသေးဘူးဆိုတာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကွန်ရက်ကြီးကတော်တော်နဲ့ပြီးဆုံးမှာမဟုတ်ပါဘူး တော့လည်းပြီးဆုံးမှာမဟုတ်ပါဘူးဆိုတာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ Starlink နဲ့ပတ်သက်ပြီးတော့မှအမေရိကန်က Elon Musk ကိုဒါဟို PR ပေးထားတာဖြစ်တဲ့အတွက် main Starlink ကိုတုံးပြီးတော့ကဘာကြီးကိုလိမ့်နေတယ်။ဟောအဲ့ဒီအချက်ကလုံးဝဒါအမေရိကန်တော့အမေရိကန်နိုင်ငံသားကြီးတောင်မှဒီဟာနဲ့ပတ်သက်ပြီးတော့မှဒေါ်လာဘလောက်သူတို့နိုင်ငံကအလိန်ခံထားရပါတယ်ဆိုတဲ့ဟာပါတယ်ပေါ့နော်ပါတဲ့ခါကျတော့ Elon Musk က ဒီဟာကိုခွင်းသက်ကတော့မြောက်ရီကျွန်တော်ပြောတယ်မြောက်ရီကိုသူက focus ဖမ်းလိုက်ပြီ focus ဖမ်းလိုက်ပြီဖြစ်တဲ့အတွက်ဒီနေရာမှာဟိုဖြစ်တော့မှာအဲ့တော့ KK ဘက်ကိုဝင်စီးတယ်ဆိုပြီးတော့မှတရင်ထုတ်ပြန်တဲ့အချိန်မှာဘလို့ထုတ်ပြန်လဲဆိုတော့ဝန်ထမ်းအယောက်2000ကျော်အဆောက်20ကျော်တွေ့ရှိပါတယ်ဘာဖြစ်လဲညာဖြစ်တယ်ဆိုပြီးတော့မှထုတ်ပြန်လား အမှန်တကယ်ကဝန်ထမ်း2000ကျော်ဆိုလို့ရှိရင်အတွင်းကန်းတွေကစဓာတ်ပုံရိုက်ပြရမှာအတွင်းကန်းတွေဒီကဒါဘယ်လိုမျိုးကျွန်တော်တို့ဝင်ပြီးတော့မှာဟိုဖြစ်တဲ့အချိန်မှာသူတို့ဘာကြီးလုံနေတာတွေ့ပါတယ်ဗျာညာဒါပေမဲ့အဲ့ဒီခေတ်မှာမြန်မာနိုင်ငံသားတက်တက်ကတားဖြတ်မလုပ်နိုင်ဟုတ်ပါလာပြီမင်းအောင်လိုင်ရဲ့အဖေလာအမေလာပါလာပြီကျွန်တော်တို့တရုတ်ကြီးပါလာပြီတရုတ်ကြီးရဲ့နိုင်ငံသားတွေကျွန်တော်တို့ကတော့ဖမ်းလို့မရတော့ဖမ်းလို့မရအောင်မဖမ်းရတာဟုတ် တော်လိုင်းကြီးကမဖမ်းရတာမဟုတ်ချစ်ကောင်စီကမဖမ်းရတာချစ်ကောင်စီကတရုတ်ကိုလုံးဝထိကိုမထိရလက်ညှိုးတော်မထိုးရဘူးဟမ်ဟုတ်တယ်အဲ့လိုမျိုးအခြေအနေဖြစ်နေတဲ့အခါကျတော့အဲ့ဒီခေတ်မှာတရုတ်တွေကသွားရှိနေဗျာရှိနေတော့ပထမတစ်ခါတရုတ်တွေမရှိတော့ပါဘူးယုံခါပြီးပါပြီလုံးဝအပီးဒါကြားဖြတ်နှိမ်နေရေးလုံးဝကြားဖြတ်ကြီးကပြီးစီးသွားပြီဆိုပြီးတော့မှကျင်ညာရဲထုတ်တာပြီးတော့မှထိုင်းနိုင်ငံကသွားအတီလင်း အော်ရောအဲ့ဒီလူတွေကိုခင်ဗျားတို့နိုင်ငံကိုပြန်ပို့မယ်ခင်ဗျားတို့နိုင်ငံတွေတစင်တရုတ်ကိုလေရင်စီကျင်ပေးပါဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့မှလေရင်နဲ့ပြန်ပို့လိုက်ကိုပြီးွားတကြောလိန်လိန်လိုက်တာဇလန်ပြီးွားပြီးွားဒီဒီချိန်မှာထက်ပြီးတော့မှဒါချစ်ကောင်စီကကိုအမိကိုနင်းတာဘလူးမမနင်းဘူးကိုအမိကိုနင်းတာတော်ပြလဲပြကျင်နေပြလဲမပြတယ်ဘူးပြလဲတော့လဲတယ်နောက်ပြန်ကြီးလဲနေတာ အဲ့လိုပဲဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတော့သူတို့မှဒုက္ခတွေရောက်ပြီးတော့မှအခု KK ဘက်ကတရုတ်တွေကိုထိုင်းတွေကိုပို့မယ်ဆိုတော့ထိုင်းရလက်မခံတော့ဟုတ်ထိုင်းရလက်ပိတ်ထားတယ်ပြောထိုင်းရပိတ်ထားတယ်ပိတ်ထားတော့ဘာဖြစ်လဲနောက်ဆုံးကြတော့ကျွန်တော်မြန်မာပြည်တဲ့မြန်မာပြည်မြောက်ရီကိုပဲအဲ့ရကောင်တွေကိုဟိုကြောက်တဲ့တဲ့ကားတွေနဲ့ဟိုလိုရွှေ့ဒီလိုရွှေ့ရွှေ့နေရဒီတနေရာနဲ့နေမဟုတ်ပါဘူးကျွန်တော်တို့ကျန်တဲ့နေရာတွေမှာများစွာ ရှိပါသေးတယ်အဲ့တော့ KB ဒေါ်လန်ကြီးကဘယ်တော့မှပြီးမလဲဆိုအဲ့ဒါတွေရှင်းသွားရင်ပြီးလိမ့်မယ် အခုကအဲ့ဒါတွေကိုဖတ်တွေ့ပြီးတော့မှဒါငါအတိုက်မြုံကြီးเนาะဒါငါအင်ကန်းကြီးเนาะအဲ့နေနာဝင်နေငွေကျွန်တော်တို့ဟိုဈေးဈေးကဘာခင်ရွှေတို့ဘာလို့ဆိုလို့ရှင်အရင်တော့ကဒါဟိုသူ့ရဲ့စာဆိုလေးတောင်ထွက်လာသေးတမီနစ်တရာဈေးကဘာဆိုတော့စာဆိုတောင်ထွက်လာတမီနစ်တရာဆိုကျွန်တော်မြန်မာငွေလားလို့ထင်တာပေါ့နော်တမီနစ်ကိုဒေါ်လာတရာသူ့မှာဝင်ငွေရှိရယ်ပေါ့နော်အဲ့တော့တမီနစ်24နာရီကိုကျွန်တော်တို့ဒါမိနစ်60နဲ့မြောက်ပြီးွားလို့ရှင်သူ့ရဲ့ တနေ့ဒေါ်လာဝင်ငွေကဘယ်လောက်ဒီရှိတယ်ဆိုတာတမိနစ်တရာဈေးကဘာလိုပဲရှိနေသေးတာဖြစ်တယ်ဒါကြီးကိုပိုက်ပြီးတော့မှသူကချစ်ကောင်းစီကိုလူသာလွန်တာကစားလိုက်ကျွန်တော်တော်လိုင်းတက်ဖွဲ့ကိုလူသာလွန်တာကစားလိုက်နဲဒီနေရာကကျွန်တော်တို့တေးသေးလေးပဲလေရှုပ်နေတဲ့တဘူးလိုရှုပ်နေတာဖြစ်တဲ့အတွက်တချို့တော်လိုင်းရဲဘော်တွေစိတ်ပြက်အားငယ်ရတဲ့အခြေအနေကိုရောက်နေပါပြီเนาะဒါကလည်းကျွန်တော်တိုက်ဆိုင်လို့ဆက်ပြီးတော့မှ ြောပြတာပေါ့နော်တို့တော်လိုင်းရဲဘော်တွေစိတ်ပြအားငယ်တဲ့အခြေအနေကိုရောက်နေပြီကျွန်တော်တို့2023ကလိဂ်ကတော့နားကနေစပြီးတော့မှကျွန်တော်တို့တွေကထိုးစစ်ဆင်ခဲ့တော့ရှော့မြားပရီကိုတင်းခဲ့တယ်ပြန်ပေးခဲ့ရတယ်ကျွန်တော်တို့ရှစ်ဆက်တိုးတယ်တင်ငန်းကြီးတောင်တင်းခဲ့တယ်ဒါရဲပေါင်း900ကျော်ထိန်းချုပ်ပြီးတဲ့အချိန်မှာပြန်ပေးခဲ့ရပြန်ပေးခဲ့တာလေကျွန်တော်တို့ line ပေါ်မှာ on နေခဲ့တယ်လို့ငွေကြီးကြောင့် မဟုတ်ပါဘူးเนาะငွေကြေးကြောင်မဟုတ်ပါဘူးဒါကြောင့်မလို့အခုငွေကြေးကြောင်ဆိုလို့ရှင်အာရှလိုင်းပြန်ဖွင့်ပေးလိုက်တာကြာပြီပေါ့เนาะငွေကြေးကြောင်မဟုတ်ပါဘူးလူတစုရဲ့ကျွန်တော်တို့ဝိုင်းပြီးတော့မှလူတစုနှစ်စုသုံးစုရဲ့ဘေးကမိတ်ဖက်လိုလိုရန်သူလိုလိုနဲ့ကျွန်တော်တို့ဒါလုံနေတဲ့လူတွေကနော်နားလဲလိုက်ပ ਾਇ ရိုက်လိုက်နဲ့လုံပြီးတော့မှကျွန်တော်တို့အဲ့ဒီနေရာတွေကိုဝိုင်းပြီးတော့မှဖီးအားပေးလာတဲ့အခြေအနေမျိုးတွေရောက်လာတဲ့အတွက် 2021ကအခြေအနေမျိုးကိုကျွန်တော်တို့အခုပြန်ရောက်သွားပြီ။လိခိကော်နာကိုတခါတက်တည်းကပြန်ရောက်ကျွန်တော်တို့ online တက်ဖွဲ့ရေပြန်ရောက်သွား ပြန်အောင်။အရင်တော့ဟိုတပြော်ကြီးကျွန်တော်တို့အာလင်းကောဝါနေလိခိကော်ဝါနေပြီးတော့မှဟိုသင်ကန်းကြီးနောင်တိကျွန်တော်တို့သွားချင်းလို့သွားလာချင်းလို့လာဒီလိုမျိုး နေလာခိုင်းရနေပြီးတော့အခုဆိုလို့ရှိရင်လိခိကော်နာကိုကျွန်တော်တို့ကပြန်ရောက်သွားပြီ။အဲ့တော့နောက်တစ်ချိန်ဒီ spring ကနောက်တစ်ချိန်ပြန်ကန်ဖို့အတွက်ကတော့အဲ့ဒီတပုတ်ဥတွေရှင်းမှသာလျင် ပြန်ကန်လို့ရတော့မယ်ပေါ့နော်တပုတ်တွေမရှင်းတဲ့အတွက် discipline ကရှေ့ကိုကန်လို့မရကန်လို့မရတဲ့အခြေအနေမှာကျွန်တော်လိခိကုံမှာပဲထိန်းချုပ်ပြီးတော့မှတိုက်ခိုက်နေရတဲ့အခြေအနေမျိုးကိုဒေါ်လိုင်းရဲဘော်တွေကကြုံလာတဲ့အခါမှာဟာငါတို့တွေလေးနှစ်ငါးနှစ်လောက်ကြိုးစားခဲ့ပြီးသွားပြီတင်ငန်းညီနောင်ကနေငါတို့တွေရှေ့ကိုကော်ကရိတ်ကြုံလို့မော်လမြိုင်အထိဆက်ပြီးတော့မှတိုက်ဖို့ငါတို့ကရည်ရွယ်ထားတာဒါပေမဲ့ငါတို့တပ်ဖွဲ့မှုရဲ့အတုံးမကြမှုကြောင့်မဟုတ်ဘူး ဘေးကနေပြီးတော့မှစစ်ကောင်စီနဲ့ပေါင်းလိုက်ငါတို့ကလော်လိုက်ကလန်လိုက်ဟိုလိုလိုလိုက်ဒီလိုလိုလိုက်လမ်းပြလိုက်နော်ရိတ်ခါထောက်ပန်းလိုက် လုံနေတဲ့လူတွေကြောင့်ငါတို့တွေအခုလမ်းပြန်ကျင်းလာပါလားငါတို့နေမြေတွေပြန်ကျင်းလာပါလားခံစားချက်နဲ့တချို့ရဲဘော်တွေဟာတော်လန်ရေးလမ်းကြောင်းပေါ်ကနေတိမ်းရှောင်သွားတဲ့လူတွေတောင်ရှိပါတယ်ကျွန်တော်ဒီလောက်ပြောရင်တော့ဒါသဘောပေါက်ကြမှာတိမ်းရှောင်သွားကြတယ်ငါတို့ဒီနေရာကြီးတော့ဆက်မနေတော့ဘူးကွာဆိုတော့ ခေါင်းဆောင်ရဲ့စိတ်ဓာတ်ကိုတော့ကြိုက်တယ်ခေါင်းဆောင်ရဲ့လောက်ရက်ကိုကြိုက်တယ်ဒါပေမဲ့ကျန်တဲ့ဘေးကျန်နံကျက်ဖြစ်စေတဲ့လူတစုကြောင့်ဒါကျွန်တော်တို့ဒီနေရာမှာတကယ်ဟုတ်တဘူးလိန်နေတယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်ကျွန်တော်ဒီလောက်ပြောလို့ရှိရင်တော့ချက်ထွင်ပြီးရှင်းသားမယ်ဆိုရင်တော့ဒါပို့ပြီးတော့သဘောပေါက်လိမ့်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ဟုတ်နောက်တစ်ခုကလည်းဒါကျွန်တော်တို့အော်တိုဘာလ19ရက်နေ့ကနေမှအော်တိုဘာလ23ရက်နေ့အထိပေါ့နော်9ရက်ကြာကျင်းပါမယ်ဒါဆွစ်ဇာလန်နိုင်ငံဂျနီဗာ မြို့မှာကျင်းပမယ်115ကျိန်ပြောင်းနိုင်ငံတကာညီလာခံမှာဒါတော်စင်မောင်မောင်ရဲ့နောက်တစ်ခုကဒေါက်တာဝင်းမြတ်အေးရဲ့အနေမှာစစ်ကောင်စီရဲ့တူယောင်ရွေးကောက်ပွဲနဲ့ရလက်ကိုဒါလက်မခံဘူးဆိုတာမျိုးဒါထုတ်ပြောတာမျိုးတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒီလိုမျိုးဝင်ပြီးတော့ပြောဝင်ပေးတာကိုပဲကျေးဇူးတင်ရမယ်လို့တော့ကျွန်တော်တို့ကဒါအဲချိန်မှတ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောသမျှကိုလေကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရဲ့ ဟိုနိုင်ငံတကာကိုလည်းကျွန်တော်တို့ဒီနေရာနေတောင်းဆိုနေတာကချစ်ဟိုကျွန်တော်တို့ရန်ဖြစ်တယ်ပေါ့ဗျာဒါတရားသူကြီးပေါ့နော်တရားသူကြီးတယောက်ကအဲကျွန်တော်တို့အမှုတစ်ခုကိုဘယ်တော့မှတစ်ဖက်ရဲ့ပြောဆိုခြင်းနဲ့ဘယ်တော့မှရှင်းရင်ချက်မချနှုတ်နှစ်ဖက်သူကြားနာတယ်ဟုတ်သူကြားနာတော့မဆုံးပြနိုင်သေးဘူးဆိုရင်နောက်ထပ်ထပ်ပြီးတော့မှယုံချင်းတယ်ဘယ်နေ့ပဲရမှာထပ်ပြီးတော့ဟိုဟာဖြစ်ဆိုဂျမန်ကြီးစလေးရဲ့ကျွန်တော်ဆိုလိုချင်တာကတော့နှုတ်နှစ်ဖက်ရဲ့အတန်တွေကိုနားထောင် ပေးစီခြင်းပါတယ်နှုံးနှစ်ဖက်ရဲ့ဘွားတွေကိုကြည့်ပြီးတော့မှစစ်ကောင်စီရဲ့လောက်ရက်ကမှန်ကန်လားကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရဲ့လောက်ရက်ကမှန်ကန်လားဆိုတာကိုတခြားကြည့်ပြီးတော့မှဒါနိုင်ငံပေါင်း180နဲ့3နိုင်ငံကလည်းဝိုင်းဝန်းဆုံးဖြတ်ပြီးတော့မှမြန်မာအစိုးရကိုနော်လက်ရှိအစိုးရကိုဒါအစိုးရလိုပဲတုံ့နှုံးအောင်ပါပေါ့နော်သူတို့ကဇိုးအစိုးရကိုအဲ့ဒီအစိုးရကိုလည်းကျွန်တော်တို့ဝိုင်းပြီးတော့မှ တက်နိုင်တဲ့ PR လေးဝိုင်းပြီးတော့မှပေးပေးကြပါလို့ဒါကျွန်တော်တို့ကျွန်တော်တို့လူကြီးတွေဖြစ်တဲ့ဒါဒေါက်တာဝင်းမြတ်ကြီးတို့ဒေါ်စင်မအောင်တို့ကလည်းဒါတက်နိုင်သမျှတောင်းဆိုပြီးသွားဖြစ်တယ်တယ်ကျွန်တော်တို့တွေကလည်းဒီတောင်းဆိုချက်ကိုထပ်လောင်းပေါ့နော်ထပ်ပြီးတော့မှကျွန်တော်တို့ကလည်းထပ်တောင်းဆိုပါတယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ဒါဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့အထဲမှာတော့အဲဒါကင်းပီနယ်အတွက်ဒါတက်မ6နေမီအတွက်စိတ်သက်ကြနေတဲ့ပြည်သူလူတချို့လည်းရှိသလိုအဲတချို့ကလည်းဒီအခြေအနေအမှန်ကိုသိတဲ့လူတွေလည်းရှိကြပါတယ်အဲ့တော့ အဲ့ထဲမှာကျွန်တော်တို့ဒါတပုတ်လိန်နေတဲ့ကိစ္စတွေရှိတဲ့အတွက်ဒီတပုတ်ဦးကြီးပြီးဆုံးသွားမှသာလျင်ဒါတမ6ကတကယ်ပြောင်ပြောင်တင်းတင်းဒါစစ်တိုက်လို့ရမယ်အခြေအနေမျိုးဖြစ်နေတာဗောနော်အဲ့တော့ဟိုတိမ်ပြီးရင်တော့ပဲကျွန်တော်တို့ပြန်ပြီးတော့မှရင်ခုန်နေရတာဗောငါတို့ပြန်ပေးရတော့မှလားပြန်ပေးရတော့မှလားဆိုတော့ဟာဂျားလေးကနေဝင်ပြီးတော့မှတတ်ရှိုးတဲ့ဟာဗောနော်အဲ့တော့စစ်ကောင်စီကလည်းဒီကျွန်တော်မနေ့ကပြောခဲ့တဲ့ မနေ့ကတနေ့ကပြောခဲ့တဲ့စီနီးဘူးဟာပေါ့နော်သွေးခွဲအုပ်ချုပ်ခြင်းစီနီးဘူးဟာကိုရအောင်စီကောင်စီကလည်းတုံးထားနိုင်တာဖြစ်တယ်ကျွန်တော်တို့ကအဲ့သွေးခွဲအုပ်ချုပ်မှုတွေကိုမဝင်မဲနဲ့ဒါညီညီညွတ်ညွတ်အလားတော်လှန်သွားမှသာလင်းကျွန်တော်တို့လူချင်းနဲ့ပန်းနိုင်ကိုရောက်ရှိမှာပါလို့ပြောကြရင်လည်းကျွန်တော်ဇက်ကဝါနဲ့ညီကောင်ချုပ်ပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်